ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေ ပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူမောင်စနေရေးသားထားတဲ့စနေနေ့ဒုတိယကဘာစဉ်အပိုင်း35ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီတရှိစေဖို့အတွက်ဒေနာနိုတီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမကတော့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရစေရှင် ရှုမြောက်တောင်စွေရေးကြရဲမှာကျုံနဲ့ဦးကြီးနှယောက်သာခီးဆက်နေကြရဲဗျ။ဦးကြီးရဲ့နာမည်ကဦးမြရာတဲ့။သူ့သားနဲ့ချွေမကတော့ဂျပန်နေကိုတိုက်ထုံနေတဲ့အတွက်သူ့စီကိုသူ့မြေလေးကိုအတ်ထားခဲ့တာဆိုပဲဗျ။ကျုပ်လိုက်ပို့လို့ဒါတော့ပါသေးတယ်။သူ့တောင်ထဲသားဆိုရင်တော့ဒီလန်တီခီကိုသူမသွားနိုင်လောက်ဘူးဗျ။သူကချိန်တော်ချင်းနဲ့မဟုတ်လား။ကျုပ်ကတော့အပေါ်အစီအင်းကြီးကိုချက်ထားပြီးမဲ့အောက်ကတော့စစ်ပေါင်းမီနေပဲပေါ့။ကျုပ်ဘုတ်အိတ်ကိုတော့လွှဲထားလိုက်တယ်။ rifle တော့မပါဘူး။ pistol တနက်နဲ့ magazine ၄တောင်လောက်တော့ပါတယ်ဗျ။အဲ့အရာတွေပေါင်းပြီးအိတ်ကထဲပဲထည့်ထားပါဗျ။ တောတောင်နေရာတော်တော်ယူကြည့်ရပဲသူကမြေပုံတိုင်းသွားဖို့တိုင်ပင်တော့ဦးကြပြောလာတယ်ဘိုးကြီးပြောတဲ့လမ်းတိုင်းသွားရင်တော့အဆင်မပြေဘူးဗျဂျပန်နေနဲ့တွေ့နိုင်တယ်သူကကြည့်ပြီးတော့အဆင်ပြောင်းပြောလို့ရတယ်ဘိုးကြီးကကလပ်ဖြူရို့ဆိုတော့အဆင်မပြေနိုင်ဘူးသူပြောတော့မှသူကသတိထားမိလိုက်တာသူကစနေစိမ့်နေဆိုပေမဲ့ရုပ်ကတော့ left wing ဂျုံလေအဲ့တော့သူကလည်းဦးလေးပြောပြတဲ့အတိုင်းပဲသွားရတာပေါ့ဗျာဒီလိုနဲ့ပဲကျုပ်တို့တွေလည်းညောင်းလာတော့နေမမြင်လားမမြင်တော့ကြီးတွေကတစ်ပင်ကြီးတစ်ပင်အောင်မှခဏနားလိုက်တယ်ဘိုးကြီးကျုပ်ရေသွားရှာလိုက် ရတယ်ရတယ်ကျုပ်ပြတော့ရှာလိုက်မယ်ကျုပ်လည်းထိုင်ရနေထားလိုက်ပြီးတော့ရေနဘူးယူပြီးတော်ရဲရနဲ့ထွက်သွားလိုက်တယ်သိမကြပါဘူးရေအိမ်တစ်ခုကိုတွေ့ကျုပ်ကအဲ့ရေအိမ်လေးရဲ့အဆန်နာမှာထိုင်ပြီးတော့ရှေ့ခန့်နေတော့မှကျုပ်ရဲ့မသိစိတ်ကတယောက်ယောက်ချောင်းမြောင်းနေတာကိုခံစားမိလိုက်တယ်အဲ့အာနေပဲတနက်ကိုထုတ်လိုက်ပြီးတော့ခလန်လန်ချောင်းလေးကိုထိုးချိန်ပြီးအင်းလေးလိုပြောလိုက်မိတယ်ထွက်ခဲ့မင်းအဲ့ထဲမှာရှိရငါသိရင်ငါပြစ်လိုက်အောင်လားမဟုတ်ဘူးမဟုတ်ဘူးငါကမင်းရသူမဟုတ်ပါဘူးအင်းလေးလိုမပြီးမသားပြောပြီးတော့လူကြီးတယောက်ထွက်လာရဲ့ဗျ သူကဒူးလေးကိုလက်ကကင်ညှောက်ထားပြီးတော့ချုံမုတ်ထရနေထွက်လာတယ်။သူကြည့်ရတော့တိုင်းရင်သားတယောက်ပဲဗျ။အဲ့တော့ကျုပ်ကလည်းဘမလို့ပြောလိုက်တယ်။ခမားဘသူလဲ။ဘာလို့ကျုပ်ကိုချောင်းနေရလဲ။မင်းကိုချောင်းတာမဟုတ်ပါဘူး။ငါအသားကောင်ချောင်းနေရပါ။ငါမုံဆိုးတယောက်လေ။ဒါနဲ့မင်းကဘမစကားပြောတတ်တာလား။ဟုတ်တယ်ပြောတတ်တယ်။မင်းကမဟာမိတ်တက်ကလား။ဟုတ်တယ်ကျုပ်က United Kingdom တော်ဝင်စသားတယောက်ပါ။ဟာမင်းကဘလို့လုတ်ပြီးတော့ဘမစကားကိုတက်နေရလဲ။ငါအံ့ဩမိရဲ့။ဒါနဲ့မင်းဒီတော်ကြီးတွေကိုဘာလာလုတ်တာလဲ။ ကျောက်ကလည်းဖြစ်ပြက်ခဲ့တဲ့များတွေကိုပြောပြလိုက်တယ်။သူကလည်းသူ့ရဲ့နာမည်မိတ်ဆက်လာတယ်ဗျ။နာမည်ကတော့စလိုင်းကျဲဦးတဲ့။ပြီးတော့သူကကျောက်ကိုထပ်ပြီးပြောလာသေးတယ်။"음၊ဘိုးကြီးတို့မှာပြီးတော့ကြိုက်မြဲရွာ၊မြေပြန့်တော်လိုင်းသမားတွေနေတဲ့ရွာကြွာပဲ။တို့ကဂျပန်တွေကိုတော်လှန်နေရလေ။ဟုတ်ပဲဗျ။ကျောက်ဖြစ်လေဒီစစ်ပွဲကြီးအမြင်ပြီးကြလာပြီ။အတူတူပါပဲဘိုးကြီးရဲ့။ချင်းမို့ဆိုကြီးကလည်းကျုံနဲ့အတူလိုက်လာခဲ့တယ်။ကျုံနဲ့အတူချင်းမို့ဆိုကြီးပါလာတော့မြင်တော့ဦးမြရာအံ့ဩနေလေ။ပြီးတော့ချင်းမို့ဆိုကြီးကိုကြည့်ပြီးဝမ်းသာအာရနဲ့စကားဆိုရယ် ကျဲအိုမင်းဘလို့လို့ပြောဒီကိုရောက်နေရလဲညာရမင်းမသေးဘူးနော်အေးငါမင်းကိုသေးပြီးမှတ်နေရမင်းတို့ရွာဘက်ကမီးလောင်များတွေ့ရလိတွေ့ရလုံးသွားပြီပဲထင်လိုက်တာငါကြောက်တဲ့ဖះကဲလို့လွတ်လာပါကွာအေးမင်းကိုဖះသခင်ကောင်းကြည့်ပေးရပဲအေးကွာငါတို့မင်းပြောကြရရွာထားခဲ့ရမှာဂျပန်နေတို့ရွာဘက်ကိုပြေးပြေးလာတော့လက်နဲ့လဲရှားတယ်တိုက်လဲတိုက်ရတယ်ဆိုပြီးနေနေကြတာငါ့ဟောတန်ခမရွာတကြီးကပြောခိုင်းတာအေးငါဝကောင်းမာတာပါစွန်ကျဲရဒါရီအလောက်ငါရဲ့အပြစ်တွေပါပဲကွာ ကျုပ်လေးဦးမြရာဘလို့နှစ်သက်ရမလဲမသိတော့ဘူးအမြောက်တွေနဲ့ပြစ်ပြီးတော့အသေးခံစကြောင်းထုတ်ပြီးတော့ဝင်ပြစ်တာကျုပ်တို့တွေလေသူတို့ကလည်းကျုပ်တို့ဂျပန်နေထင်းပြီးတော့ပြန်ပြစ်ကျုပ်တို့ကလည်းသူတို့ဂျပန်နေထင်းပြီးပြစ်ရန်ငွေတွေမိကုန်းငွေတွေခြားထဲမှာကျုပ်တို့တွေဝေခွဲမရခဲ့ဘူးပေါ့ဗျာဒီဖြစ်ရတခုရဲနေတယ်ကျုပ်ကစစ်ပွဲကိုစိတ်ကုံသွားပါပြီအဲ့လိုနဲ့ပဲကျုပ်တို့တွေထပ်ပြီးတော့ခရီးဆက်လိုက်ကြတယ်ပေါ့စလိုင်းစုံကျဲရလေးကျုပ်တို့နဲ့အတူတူလိုက်လာပြီးတော့တန်ခမောက်ရွာလေးကိုခရီးဆက်ကြတယ်ပေါ့ဗျာကျုပ်ကကပတိန်ပေးခဲ့တဲ့မြေပေါ်မှာဦးမြရာနဲ့စလိုင်းစုံကျဲတို့သွားနေတဲ့လမ်းမတော့အသုံးမဝင်ဘူးဗျာ သူတို့ကလမ်းမဟုတ်တဲ့တော်ရရနဲ့သွားနေရလေဦးမြရဆိုရလေအတက်ကသာကြည့်ပေမဲ့တရားသာရထားတဲ့အခြေအနေမှာအမအတော်လေးကိုတန်မာတဲ့လူကြီးပြကျောက်တော်မှာချွေးတွေရွှဲပြီးမနေသွားနေရလေသူကအေးဆေးပဲနော်အဲ့လိုနဲ့ကျောက်တော်ရခီးအတော်တင်လာပြီးတော့ကတုတ်ပင်ကြီးရဲ့တပင်အောက်မှာနားဖြစ်တာပေါ့မိုးစိုးကြီးစလိုင်းစွန်ကြီးကကတုတ်ပင်ပေါ်တက်ပြီးတော့ကတုတ်သီးတွေခူးတယ်ပြီးတော့ကျောက်ကိုတခိုင်းဦးကြီးမြရကိုတခိုင်းပေးလိုက် နောက်ကနေလေပြောလာသေးတယ်လက်တင်နေဒီအတိအစားကောင်းနေစားကြည့်ကျွန်တော်စားမယ် ကျောက်တော်ရကတော်သီးတွေစားနေတဲ့စကားတွေပြောပြကြတယ်ဗျစစ်တွင်းမှာဆိုတော့စပွဲเจ้าတွေပေါ့စပွဲเจ้าတွေပြီးတော့မိသားစုတွေအကြောင်းရောက်သွားတယ် left in နေမှာမိသားစုရှိလားဥစုံကျဲကဗြိတိရှစစ်သားတွေနဲ့တီကျွမ်းခဲ့ပုံပဲဗျကျုပ်ကအဲ့လိုမျိုးတော့ကျုပ်ရဲ့နှုတ်ကနေသူ့လိုလိုစကားတွေပြောပြနေမိရဲ့လေကျုပ်ကဒီဇာလမှာဝင်ပြီးတော့တရုပ်ဆောင်နေရလူကြောက်လို့ပါပဲဗျကျုပ်စိတ်နဲ့ကျုပ်ပြောလို့ဆိုလို့မရဘူးလောက်ကైလို့မရဘူးဗျရှိရပေါ့လန်ဒန်မှာလေမျိုးကြီးသားတွေပေါ့ခမရလန်ဒန်ကိုသိရလား တရားပေါ်လက်တင်နေရဲ့ကျုပ်ကကက်သလစ်ဘာသာဝင်ပဲလေတင်းဟိုဆရာလန်ဒန်ပဲကျုပ်ဖြစ်အခုလိုတောကြီးတောင်ကြီးရဲ့မှာဘာသာရေးဆရာတွေလာနိုင်နေဆိုတော့အံ့ဩနေမိရဲ့ပြီးတော့ကျုပ်ဖြစ်ချင်တဲ့ဆန္ဒကိုလည်းပြပြလိုက်တယ်ကျွန်တော်မှာမယ်ရီဆိုတဲ့ချစ်သူရှိရဲ့သူကသဘင်ရွှေရောင်လေးနဲ့ချစ်ဆရာကောင်းတယ်ကျွန်တော်ဘာမှအနေပြန်သူနဲ့လက်ထပ်မှာလေကျုပ်လည်းပြပြဆူဆူနဲ့ကျွန်တော်ရဲ့အိပ်ပေါ်ထဲထည့်ထားတဲ့မယ်ရီရဲ့ပုံလေးကိုပြလိုက်တယ်ကျုပ်ပြီးတဲ့ပုံကိုယူကြည့်ပြီးတော့ဥဆုံကျဲတို့ညောက်ကချီးမွမ်းနေတော်တော်ကြက်တည်ရှိရပဲလက်တင်နေနဲ့အတော်လိုက်ဖက်ပါတယ် ဟုတ်ပါစွန်ကျေဟာတို့ဘုံမှာစကပုံနဲ့ဆိုရင်တော့နေနေလားရွှေနေမြပဲကွ။သူတို့ကကြောက်ပြီးရပုံပြန်ကန်းပေးလိုက်။သူကလည်းပုံလေးကိုပြန်ပြီးတော့တင်ထားလိုက်တာပေါ့။ပြီးတော့ဦးကြီးမြရအောင်မေးလိုက်တယ်။ဦးမြရအောင်စကြည့်ပြင်ဘာလုပ်မှလဲ။သူကတော့မွေရဲ့စာတီးကိုပြမယ်ဘူးကြီး။သူကအညာသားလေးအထက်ဘုံမှာပြရပေါ့။အဲ့ဒီကိုပြန်နေပြီးအလုပ်လုပ်မယ်ဗျာ။ကြောက်သားတွေမြည်တွေမသေးသေးဘူးဆိုရင်တော့အပြန်ခရပြောစရာပေါ့ဗျာ။ဦးမြရအောင်ကန်ကောင်းတဲ့သူပဲကန်ကောင်းမှာပါ။စွန်ကျေအောင်ဘာလုပ်မှလဲ။ ငါတို့တင်းအောင်ဆရာလုံမယ် left in နေမိုးစိုးလို့အပိတိုင်းဆွန့်လွတ်တော့မယ်ကျုပ်တို့ရိခဏနာပြောစကားတွေပြောပြကြရဲ့ဗျအမောလေးပြေရောစိုက်ခမောက်ရောဆက်သွားကြရဲ့ပေါ့ဗျကျုပ်တို့ရိတရက်ကြကြောက်တော့တော်ရဲကိုသွားလိုက်တာတောင်မော်ရွာလေးတရောင်ရောက်လာရဲ့ဗျအဲ့ရွာအိမ်နှိမ်မှလူလူဘုန်းခုချင်းတွေတူးထားကြရဲ့လေကျုပ်တို့မြင်တော့ကလေးရဝိုင်းကြည့်နေကြတယ်ကျုပ်ရဲ့ပုံမဲ့တဲ့ကြောင့်ပဲဖြစ်မယ်ထင်ပါတယ်စလိုက်စုံကျဲရအင်တအင်ကိုခေါ်သွားရဲ့အဲ့အိမ်ရောက်တော့စုံကျဲရသူတို့ဘာသာစကားနဲ့ပြောရဲ့ဗျခဏနေတော့ကျုပ်တို့နှစ်ယောက်ပဲလှည့်ပြီးတော့စုံကျဲရပြောလာတယ် လက်တင်နေနေနဲ့မြရာကျုံနောက်လိုက်ခဲ့ပါရွာတစ်ကပြေးလာတဲ့သူရဖះเจ้าမှာရှိရဲတဲ့အဲ့ဆိုသွားကြရအောင်လေအဲ့လိုနဲ့ကျုပ်တို့တွေလည်းခက်မြမြန်လေးရှောက်သွားကြရပေါ့ဗျာကျုပ်တို့တွေသွားလိုက်တာအချိန်ရတော့တိတ်မကြပါဘူးဖះเจ้าကိုရောက်လာကျုပ်လည်းလဝါကတိုင်ကိုမြင်တော့နှစ်ဖူးနဲ့ရှင်ဘက်ကိုထိပြီးအယူသေးပြေးလိုက်တယ်အချိန်တိတ်မကြအောင်ဖာသာတယောက်ထွက်လာတယ်ဗျကျုပ်ကိုမြင်တော့အံ့ဩနေကျုပ်လည်းသူ့ကိုမြင်တော့အံ့ဩနေရပေါ့စွန့်ကျဲပြောခဲ့တယ်လို့ပဲတင်းအုပ်စရာကျုပ်လိုလန်တန်းပဲကျုပ်ငေးကြည့်နေအောင်မှာဖာသာကျုပ်ကိုအင်းလေးလိုနှုတ်ဆက်လာတယ်ဗျ နေကောင်းတယ်နော်ထူးထူးဆဆမင်းတို့ဘလို့ရောက်လာလဲတို့ရောက်စစ်သားတွေလာလေးမရှိပါဘူးဟုတ်တယ်ကျုပ်ဦးမြရဆိုတဲ့သူလိုက်ပို့ပေးရကျုပ်လည်းဦးမြရညွှန်ပြပြလိုက်တော့ကျုပ်တို့မှာပြီးတော့တိုက်ခိုက်မိခဲ့အဖြစ်ကိုပါပြောပြလိုက်တယ်အော်ရွာတက်ကသူတွေပြောတယ်သူတို့ရွာတိုက်တာဂျပန်နေမဟုတ်ဘူးတဲ့ငါတို့တို့ပြောတာမယုံဘူးမင်းတို့တကယ်ပဲတိုက်ခဲ့တာပဲဟုတ်တယ်ဖာသာအမြောက်ကြီးတွေရန်ွေတွေကြားထဲမှာကျုပ်တို့တွေမခွဲခြားနိုင်ခဲ့ဘူးမြေပုံထဲမှာလည်းရွာရှိရဆိုတာပြမထောင်လေဟွတကယ်ကိုစိတ်မကောင်းကြပါပဲလာလာ ရာသက်ကလူတွေစီကိုလိုက်ပို့ပေးမယ် ကကလည်းစွန်ကျဲတို့လှည့်ကြည့်လိုက်ပြော့ဘမလူစကားပြောလိုက်တော့ father အံ့ဩနေမင်းကဘာမှလို့တတ်တာလားကျုပ်အလိုလိုပြောတတ်နေတာ father ကျုပ်ထင်ငငယ်တွေကဒီဘာသာစကားကိုရှင်းနေခဲ့တယ်လို့ပဲဩ father ကျုပ်ကိုအံ့ဩရဲ့ကြည့်နေကြည့်ပြီးရှေ့ကနေဦးဆောင်ပြောသွားတယ်ကျုပ်တို့ကလည်းနောက်ကနေလိုက်သွားပေါ့အစာအုပ်တစ်ခုစီကိုရောက်တော့ဆက်ဆောင်နေတဲ့လူတွေကိုတွေ့လိုက်ရတယ်အဲ့ဒီကလူတချို့ကတော့ဦးမြရာမျက်နှာနဲ့ပြေးလာတယ်ပြီးတော့ငိုပြီးတော့သူတို့ရဲ့မိသားစုတွေကိုမေးမြန်းကြတယ်ကျုပ်ကသူတို့ရဲ့ပြောစကားကိုနားလည်နေရဆိုတော့အတော်စိတ်မကောင်းဖြစ်နေမိရဲ့ဗျာ ပြီးတော့ကိုကုတ်ကလည်းအပြစ်တင်နေမိတယ်။စစ်သားတယောက်ဖြစ်နေရတာကိုလည်းစိတ်ကုံသွားတယ်လို့စုပ်ပွဲကြီးကိုလည်းမုန်းနေမိတယ်။သူတို့ငိုယိုပြီးပြောနေအောင်ကြောက်နားထောင်ပြီးစိတ်မကောင်းဖြစ်နေအောင်မှဖာသားစကားဆိုလာတယ်ဗျ။ခမရဘာရလို့လဲ။ left in နေမှာစစ်ပွဲကြီးပဲတော့ပြီးမှလည်း left in နေ။ကျွန်တော်ကတော့စစ်ပွဲကြီးအများဆုံးပြီးစေချင်ပြီ။ဘယ်သူတွေနိုင်မယ်ဘယ်သူတွေရှုံးမယ်ဆိုတာတော့ကျွန်တော်မသိပါဘူး။စိတ်လည်းဝင်စားပါဘူး။ဘုဂိုချင်းထဲမှာအမြင်နေနေရတဲ့ရွာသားတွေကတော့ကျွန်တော်တိတ်တနာတယ်။သူတို့တွေကြည်လင်တဲ့ကောင်းရင်ကြီးကိုမကြည့်ရတာကြာပြီ ပြီးတော့အေးမြတဲ့ဂီတတန်တွေလည်းမကြတာကြပြီဒါတွေကျွန်တော်ပြင်ပြင်ချင်းနေပြီ left in နေကျုပ်လည်းအတူတူပါပဲ father ရဲ့ကျုပ်က father နဲ့စကားပြောပြီးတော့ဦးမြရာစီကိုတားလိုက်တယ်ဦးမြရာရွာသိရွာလူတွေကတည်မင်းနေကြတော့မယ်ဦးကြီးမြရာကျုပ်ညီလေးကိုတွေ့မိသေးလားကျုပ်ကရွာရဲကလူတွေအကုန်သိပြီးထင်နေရကျုပ်ညီလေးတာအေးလေးဂျပန် rifle ကင်ထားတဲ့တယောက်လေးသူဆုံးပြီကျုပ်ကျုပ်ကျုပ်မေဟိုခစ်တဲ့ဝိတာခိုင်းရောကျုပ်တို့ခေါ်မထုတ်နိုင်ခဲ့ဘူးဗျာကျုပ်ကဇက်တိုက်ဆိုတယ်လို့စိတ်မကောင်းဖြစ်စရာတွေကိုကြားသိနေရတယ် ။ဦးမြရာကတော့သူ့အမေတွေဖြေပြီးရတယ်သူ့ရဲ့မိလေးကိုလည်းမေးနေ။ငါငါမိလေးရောတွေ့မိကြသည်လားမောင်ကောင်းလေ။ဦးကြီးမင်းမောင်ကောင်းဟိုဘက်မှာကစားနေရဲ့။ဖာသာပြောတာလည်းမရဘူးမောင်ကောင်းတော်တော်ဆိုးရယ်။ဆစ်ဆောင်တယောက်အဲ့လိုပြောတော့ဦးမြရာဂျိုင်းတောက်နဲ့မတက်ရက်နေရနေရုပ်ကြီးထိုင်ချလိုက်ပြီးတော့ငိုပါလေရော။သူကသူ့ဘာကြောင့်ငိုရဲဆိုတာသိတယ်။သူအတော်ဝမ်းသာသွားလိမ့်ဗျာ။အာနေကြကလည်းသူ့နာမထိုင်ချလိုက်ပြီးတော့ပခုံးဖတ်ပြီးတော့နှစ်သိမ့်ပြေးလိုက်တယ်။လူကြီးတယောက်ပခုံးဖတ်ပြီးတော့အလုပ်ကိုကျွန်တော်မလုပ်ချင်ပါဘူး။ ကျုပ်ကလက်တင်နေချွန်နေရာနေဝင်ပြီးတော့ခန်းစားနေရတာဆိုတော့မဖက်နဲ့မပြုတ်နဲ့ဆိုပြီးတော့ကျုံမတားနိုင်ဘူးလေဦးမြရခမရတို့မြည်ဖို့တိတ်ကံကောင်းနေကျုပ်ကိုဒီထိလိုက်ဖို့ပြီလို့တကယ်ကိုကျေးဇူးတင်ပါတယ်ပူကြီးကျုပ်တို့ရေစကားပြောနေအောင်မပောက်ကွဲတန်နေကြားလိုက်ရတယ်ဗျကျုပ်ကစစ်သားဆိုတော့ပစ္စတိုတက်ပြီးတော့ထုတ်လိုက်တာပေါ့ဂျောင်မြင်းနဲ့ဖာသားကျုပ်ကိုလှမ်းတာရီလက်တင်နေတနတ်ထုတ်ဆောင်မလို့ပါဘူးဒါကကျွန်တော်တို့ရွာကိုကြော်ပြီးပြစ်တဲ့အတန်တွေပါရွာသားတွေဒီအတန်ကြားရင်ဘုတ်ကိုချင်းနဲ့ဝင်ကုန်ကြပြီဆော့ရဲကလေးတွေတော့သွားခေါ်ရအောင်မယ် ဖာသားပြပြောဆူဆူနဲ့တောင်ငုတ်တစ်ခုပဲခက်မြမြသွားနေကျုပ်လည်းလိုက်သွားပေါ့တနေ့ရောက်တော့မြေပြမှာဝင့်နေတဲ့ကလေးငါးယောက်ကိုတွေ့လိုက်ရတယ်အဲ့ကလေးငါးယောက်ထဲမှာမောင်ကောင်းလေးပါတယ်ဆိုတော့ကျုပ်သိတယ်သူတို့ကဖာသားမြင်တော့တောင်းမန်နဲ့အကြည်လေးနဲ့ကြည်နေကြတယ်ပြဖာသားလည်းအင်္ဂလိပ်လိုပြောတယ်လာလာမင်းတို့တွေမကစားနဲ့လို့ပြောထားတယ်လေသူတို့တွေကဘုံတန်ကျန်ဝင့်နေရမစ်ဆိုရဲအတရာရှိနေပြီသားဗျသူတို့တွေခါလေးတွေကုန်းမြော်ဖာသားရဲ့နောက်ကနေလိုက်လာတယ်။ကျုပ်တို့ခေါင်းတွေပေါ်ကနေလက်နက်ကြီးဖြတ်တန်းသွားတဲ့အတန်ကြီးညံလို့ပေါ့ဗျာ ။အဲ့လိုနဲ့ကျုပ်တို့တွေလည်းဘုံကိုကျင်းနေတဲ့ဝင်လိုက်တယ်။ဖာသားကျုပ်ကိုထပ်ပြောလာတယ်ဗျ။ဒီရွာနာမည်ကတန်ခမောက်ရွာလို့ခေါ်ရဲ။နာမည်နဲ့ရွာနဲ့လိုက်တယ်။ရွာသားတွေအတွက်တကယ်ပဲအကောက်ွယ်ဖြစ်တယ်လေ။တိုက်ပွဲကြတဲ့မှာဆိုပေမဲ့ဒီရွာဟောင်ရှောင်းကွင်းပြောတိုက်ကြတယ်လေ။အနီးနားရွာတွေလည်းဒီမှာပဲလာပြီးတော့ဆစ်ဆောင်ကြတယ်။ဒီလိုနဲ့ကျုပ်လည်းတခြားဆစ်ဆောင်တွေနဲ့အတူဘုံကိုကျင်းထဲမှာနေရတော့တာပေါ့ဗျ။ကျောက်တန်ခမောက်ရွာမှာတရက်လောက်နေပြီးတော့အာတန်ဘက်ကိုသွားဖို့ကြပြင်ဆင်ရတယ်။ဦးမြရာကပြန်လိုက်မယ်လို့တော့ပြောပါသေးတယ်။ ကျုပ်ကသူ့ချစ်တာကိုအခုချက်ချင်းကောင်းရင်လိုက်ရမယ်လို့ဟာတာနိုဝီပြောလိုက်တော့အစိတ်မကောင်းဖြစ်သွားတယ်။မိုးစိုးကြီးစလိုက်စုံကျက်လိုက်ပုတ်မယ်လို့ပြန်တော့လဲကျုပ်လက်မခံပါဘူး။သူ့ဒီရွာလိုအပ်နေလေအခုတော့မှဆက်ဆောင်နေအစားတောက်အတွက်အဆင်မပြေဖြစ်သွားတယ်။ကျောက်ကသူ့ရဲ့ငကိုတာဝန်သားလှုပ်ဖို့အတွက်ပြောလိုက်တယ်။စွန်ကျဲခမရအစားတောက်တွေရှာအောင်မယ်လေကျွန်တော်လိုက်ပို့တော့အချိန်နေကုန်ပါရဲ့ဗျာ။လက်ကျင်တွေလမ်းပြပြီးမှဖြစ်မှာကျွန်တော်မှမြေပုံပါတယ်။မြေပုံတိုင်းသွားရင်အနည်းအရမ်းများတယ်။ ကျွန်တော်မဟာမိတ်တွေစီးအသာစီရနေပါပြီဂျပန်နေပြေးနေရတယ်သိပြီးတော့ပြဿနာမရှိတော့ပါဘူးလက်ကျင်နေလက်ကျင်နေကိုစိတ်မချဘူးရပါတယ်စစ်ဆောင်နေကိုသာကောင်းကောင်းကြည့်ဆိုင်လိုက်ပါစစ်ကြီးပြင်ကျွန်တော်မယ်ရီနဲ့လက်ထပ်ပြီးဘာမှမပြန်လာမယ်ခင်ဗျားတို့ရောအလဲလာခဲ့မယ်ညနေပါမယ်လက်ကျင်နေအဲ့ဒီချိန်ခလေးတော်ရနေလောက်ပြီနော်ဒါကတော့ဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်မယ်ရီကိုသိချစ်တယ်လေချစ်တာနဲ့ခလေးရတာမဆိုင်ဘူးထင်တယ်နော်လက်ကျင်နေကျွန်တော်တို့ရဟာတာတွေပြောပြကြတယ် ကျုပ်မပြိုင်ခင်မှာသူတို့ရဲ့ရိုးရာခောင်ရည်တွေလည်းတောက်ဖြစ်တယ်လေဦးမြရနဲ့မောင်ကောင်းဆိုတဲ့ကောင်လေးကကျုပ်သားကနီမှာလက်ပြပြီးနှုတ်ဆက်နေစွန်ကျက်ရောပေါ့အဲ့လိုနဲ့ကျက်ကတန်ခမရွာနေတယောက်တည်းထွက်လာခဲ့ပဲပေါ့ရွာနဲ့ခလလန်ရောက်တော့လန်တလန်ကိုလှမ်းတွေ့လိုက်တယ်ဒါကတက်ရွှေထားတဲ့လမ်းပဲကျုပ်လည်းအဲ့လမ်းတိုင်းသွားလိုက်တာပေါ့လူရဲလူရောင်တော့မတွေ့ရပါဘူးမြေပုံအရာအတန်းကျုပ်ရှိနေတဲ့နေရာနဲ့တော်တော်ဝေးတယ်အိပ်ပေါ်သွားဖို့အတွက်ရက်ကတော်တော်လေးကြာလိမ့်မယ်။ဒီကြားထဲမှာမဟာမိတ်တက်နေတွေ့မှာပဲအဆင်ပြေမှာ။အဲ့လိုနဲ့ကြောက်ကြတဲ့ခီးဆက်နေရပေါ့ဗျာ လမ်းမဒေသခံအချို့နဲ့လည်းတွေ့တယ်။သူတို့အမေကြီးရောစုံမတိရဲ့ဒေသခံဘာသာစကားနဲ့ပြန်ပြေနေမှုကျုပ်ကနားမလဲဘူး။လက်ဟန်ချေရနဲ့ပဲကျုပ်တို့တက်တွေသွာလာလို့မေးတော့သူတို့ကကျုပ်ကိုလက်ညှိုးထုတ်ပြပြီးသွားတယ်လို့ပြောတယ်။အဲ့တော့ကျုပ်လည်းလိုက်သွားတာပေါ့။တဖြည်းဖြည်းနဲ့သွားနေရဘာလူရိတ်လူရောက်မှမတွေ့ရတော့ဘူး။ညဘက်ဒီဆိုရင်တောကောင်တန်းနေကြလို့ကျုပ်ကတစ်ပင်မောက်တက်အိတ်ရတယ်။အဲ့လိုနဲ့ကျုပ်သွားနေရသုံးရက်မြောက်တဲ့နေ့မှာဂျပန်တက်စိတ်တစ်ခုနဲ့တွေ့တယ်။သူတို့ကကျုပ်ကိုမြင်တာနဲ့ဗြိတိရှားစစ်သားမှတန်းသိရလေ။ရိုင်ဖယ်ရီနဲ့တန်းပြတ်တော်တာပဲ။ ကျုပ်လည်းအညာနဲ့တရားဆိုတော့ပြန်ပြက်ဖို့ကအခွင့်မတောင်းဘူးလေအဲ့တော့ပြေးရတာပေါ့ဘယ်ကဘလို့ရောက်လာတဲ့ဂျပန်စတိုင်လည်းမသိပါဘူးဗျာဒီကောင်တွေကဆွဲကောင်းနေဗျကျုပ်နောက်မရမကလိုက်ပြစ်တာကျုပ်ကလည်းအကာအကွယ်ယူပြီးတော့ပြေးရတာပေါ့ကျုပ်ဘေးကတပင်းနေကြည့်ရဖဝင်တာတဖွာဖွာနေပေါ့ဗျာတစ်ချက်ပြစ်ရိုက်ပဲမလို့တာပဲဆက်တနတာဆိုရင်တော့ကျုပ်တကယ်မလွယ်လောက်ကျုပ်လည်းပြစ်ကြိုးထုတ်ပြီးတော့တစ်ချက်နှစ်ချက်ပြန်ပြစ်လိုက်တယ်အဲ့တော့မှပဲတကောင်သားကြီးဖိမပြစ်ရတာကျုပ်လည်းသူတို့တွေငြိမ်သွားတာနဲ့ပြေးဖို့လုပ်ရတာပေါ့ကျုပ်ပြေးတာမြင်တာနဲ့ဒင်းတော့ပြစ်တော်တာပဲ တစိမ့်ဆိုတော့ဒင်းတော့ဆက်ရောက်တော့ပဲလေကျုပ်ပြီမှာကြည်စံတွေတဝီဝီနဲ့ပြန်နေရများပြား။ rival ကြည်စံတွေရဲ့မျက်နှုံးရဲ့ပြစ်အားကြောက်စရာကောင်းတယ်။တချို့တစ်ပင်အသေးဆိုပြတ်ထွက်ကုန်တယ်။ကြည်တောင်းကကျုပ်ရဲ့လက်မောင်းရှက်ပြီးတော့ထိတယ်။ကျုပ်လက်ကပူကနေဖြစ်သွားတာပေါ့ဗျာ။သေးသေးနဲ့ကြံလာပြီးဆိုတော့ဒီထိုင်ရလောက်ကိုကျုပ်မမှုနိုင်ဘူးလေ။ပြေးမြေးပြေးနေရပေါ့။အချိန်ကြာလာတော့ကျုပ်လည်းမပြေးနိုင်တော့ဘူး။မောပန့်လာနဲ့စိတ်ကလည်းတိုလာပြီးတရားမှာတော့ကြောက်နေမိတယ်။ဘာကြောင့်တရားမှာကြောက်တာလဲဆိုတော့ကျုပ်ချစ်တဲ့ Mary နဲ့ဝေးရမှာကြောက်နေလို့ဗျာ။ အခုလိုအချိန်မျိုးမှာတိုင်းပြည်အရေးတွေပါလဲကြုံမတွေးနိုင်တော့မယ်ရီနဲ့ဝေးရတော့မယ်ဆိုတာပဲတွေးကြောက်နေမိကြီးစံတွေကြားရရနေပဲအိတ်ပိုးရဲရမယ်ရီရဲ့တပ်ပုံလေးကိုထုတ်ပြီးတော့ကြိလိုက်တယ်ပြီးတော့ကြုံနှမ်းလိုက်တယ်ပြည့်ရလည်းမလို့တော့တော့လေအသေးခံတိုက်ပို့တာရှိရော်လေကျုပ်ပါလာတာလည်းမဂဇင်းလေးခုရဲ့ရှိရလေဒီတိုင်းဆိုရင်တော့ဆက်ပြီးတော့မပြေးနိုင်တော့ပြည်တိချစစ်သားတယောက်ရဲ့အဆုံပြရသေးတာပေါ့ဆိုပြီးကျုပ်ကမြေပြင်မှာဝတ်ပြီးတော့ပြန်ပြက်လိုက်တယ်ကျုပ်လက်တွေတုံခါနေတော့လက်မောင်းကကြီးရှက်ပြီးထိထားနေရသွေးထွက်လာတယ် ကျပ်ပစ်တူကမဂဇင်းကိုထုတ်ပြီးတော့ပေါင်းမီအကတ်ထရနေနောက်ထပ်မဂဇင်းတွေကိုထိုးထည့်လိုက်ပြီးဆက်ပစ်တယ်။ကျုပ်ခေါင်းပေါ်မှာလားရိုင်ဖယ်ကြည်စံရတော့ပလူပြန်ရပဲလေ။တခါတခါတထွာလောက်ပဲခေါင်းနဲ့ကွာလောက်မယ်ထင်တယ်။ကျုပ်လည်းညမဝတ်ပြီးပြန်ပြက်ညာပေါ့။ဒီလိုနဲ့ကျုပ်သေးကြီးမေးကြီးပြန်ပြက်နေတော့မှကျုပ်ရဲ့ဘဲဘက်လက်ပခွာပူကနေဖြစ်သွားပြီးပြင်းပြင်းထန်ထန်နားကျင်လာတယ်။ကျုပ်မအီမသားနဲ့ညီးတွားပြီးပလက်လှန်ချလိုက်တဲ့အချိန်မှာပဲအရက်ပုပ်ပုပ်ချပန်စစ်သားတယောက်ကျုပ်စီကိုပြေးဝင်လာတယ်။အဲ့စစ်သားပစ်လိုက်နိုင်တယ်။ သူတုံးကနေလဲကြသွားတဲ့အချိန်မှာပဲကြောက်ရနှစ်ဖူးလဲပူကနေဖြစ်သွားပြီးလောကကြီးအမှောင်ကျသွားပါလေရောဗျာကျုပ်အတွေ့အကြုံမှာတော့မေရီရဲ့မျက်နှာလေးကိုမြင်ရောင်နေပြီးတလောကလုံးအမိုက်မောင်ဖုံးသွားတာပေါ့ဗျာမေရီမေရီကျုပ်ကမေရီကိုအော်ခေါ်နေမိတယ်အဲ့ဒီအချိန်မှာပဲကျုပ်နားရဲ့အတန်တန်ဝင်ရောက်လာတယ်စနေစနေမင်းပြန်ရောက်လာပြီလားကျုပ်ကိုစနေလို့ခေါ်နေပါလားကျုပ်ကလက်ကျင်နေလေအဲ့လိုတွေ့ပြီးတော့မျက်လုံးဖွင့်ကြည့်လိုက်တော့ဘိုးကရဲ့မျက်နှာပထမဦးဆုံးမြင်လိုက်ရတယ်ပြီးတော့ကိုမိုးကောင်းတဲ့ကိုစုမြတ် ကျုပ်နှာခေါင်းထဲမှာလည်းပိုက်တစ်ခုထည့်ထားသေးတယ်။ကျုပ်အတင်းဖြုတ်မယ်လို့တော့ကိုမိုးကောင်ကစိတ်ထိတ်မှုပြောရင်းနဲ့ဖြုတ်ပေးလိုက်။စနေမင်းဘွားအမှန်ပြန်ရောက်ပြီစိတ်ထိတ်။မဲ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 ရီလေဟိုမဲရီနဲ့တွေ့ကျင်တဲ့စစ်ကြီးရောပြီးပြီလားကျုပ်ကျုပ်လာရော။စနေမင်းရတခြားသူရဲ့စိတ်ကိုဝင်ပြီးတော့ခန်းစားရုံလေးပဲမင်းတကယ်ဖြစ်ခဲ့တာမဟုတ်အဲ့အရာကြီးအတိတ်မှာကြံခဲ့ပြီ။ဗျာအဲ့ဆိုရင်ကျုပ်အိမ်မက်မက်နေလား။အိမ်မက်လည်းမဟုတ်ဘူးအတိတ်မှာတကယ်ဖြစ်ပျက်ခဲ့တာအတိတ်ကိုမင်းကိုယ်ရရောက်သွားတာ။ အဲ့ဆိုကျုပ်မြင်ခဲ့တွေ့ခဲ့တာတွေကတကယ်ဖြစ်ခဲ့တာပေါ့ကျုပ်အမေကိုကိုမိုးကောင်ကခေါင်းညိတ်ပြီးဖြေတယ်ဗျဘိုးကတော့စိတ်ပူနေအတန်နဲ့ပြောလာတယ်မင်းလူသေးကလို့ဖြစ်နေလေးရရှိပြီးငါဖြင့်စိတ်ပူနာမင်းကိုနှကားကနေအာဟာရပေးထားတယ်ဗျအေးလေမင်းအသက်ပဲရှူရတာအသက်တောင်ငွေ့ငွေ့လေးပဲရှူတာမင်းဘယ်ကိုရောက်သွားလဲကျုပ်ဒုတိယကဘာဆက်ကိုရောက်သွားတာဘိုးကဟေးဟုတ်လားမင်းဖြစ်ချင်တာနဲ့ကွက်တီပေါ့မင်းကစတိုက်ချင်းနဲ့ကောင်လေတော်ပါပြီဗျကျုပ်စစ်ဆိုတဲ့အတောင်မကြားချင်တော့ဘလို့ဖြစ်တာလဲစနေရဲ့ ဘိုးကကြက်ကိုကြည့်ပြီးအံ့ဩနေလေကမိုးကတော့ကြက်ကိုကြည့်ပြီးပြုံးနေရဲ့ဗျကျုပ်လည်းဘိုးကထမင်းစားတဲ့အကြောင်းပြောပြီးတော့ငုတ်ထထထိုင်ပြီးမတက်ရက်ဖို့ကြိုးစားလိုက်တာခေါင်းနေမူးနောက်သွားတာပဲအဲတော့မှကိုစုံမြက်ကကြက်ကိုလာကြဲပြီးပြောပြတယ်ငါကောင်စနေမင်းအားနေနေတာကလာငါကြဲပေးမယ်ဘလို့လဲငါဆရာပို့ပြီးအတိတ်မှာမင်းတော်တော်ပြောခဲ့လားတော်ပါတော့ဗျကျုပ်ဖြစ်အတော်မကြားချင်တော့ပါဘူးနောက်တစ်ခါစစ်ပွဲနဲ့ပတ်သက်တဲ့ဟာတွေမပြောတော့ပါဘူးဗျကျုပ်စကားကိုဘိုးကကိုမိုးကောင်နဲ့ကိုစုံမြက်တို့သဘောကျနေလေရဲ့ဗျ ကျုပ်စိတ်ထဲမှာတော့အတိတ်ကလက်ကျင်နေဘဝနဲ့တိတ်ခဲ့မြင်ခဲ့ရတာတွေကိုအမှတ်ရနေရဲ့ဗျအထူးသဖြင့်အဖြူမဲထပ်ပုံလေးတွေကမယ်ရီကိုပေါ့ဗျာဟုတ်ကဲ့ပါရှင်ဒီနေ့ကျင်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရတီမလေးကြန့်ရှိနေသေးတဲ့အပိုင်းစလေးတွေကိုစစမပြတ်တင်ဆက်ပေးသားမှာဖြစ်တဲ့ Dredge Maria Channel လေးကိုစောင့်မျှော်နားဆင်မှုလည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဥတျောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရစေ။